main blah blah ညောင်း revolut bama news channel ကနေပြီးတော့ဒီဇင်ဘာလ17ရက်နေ့နေလယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်အပိတ်တရင်ကတော့ဘကူတာတောင်ငူလေတက်ကိုရှော့တိုက်သုံးများနဲ့ပြစ်ခတ်ခဲ့ရာခဲရန်နဲ့ဘုံဂိုတော်မီးလောင်ထိမှန်ခဲ့ပြီးတော့စစ်ဘက်ကလုံခြုံရေးယူထားတဲ့စစ်ခွေး6កောင်တိုက်ဆုံသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ9ရက်နေ့ည9:55မိနစ်အချိန်မှာတောင်ငူမြို့မှာရှိတဲ့အာနာသိန်းစစ်ခွေးတပ်ရဲ့ကေတုမဒီလေတက်အတွင်းမှာရှိတဲ့စီလောင်ကံများကိုအဓိကပြစ်မှတ်ထားပြီးတော့တရားခုံမှာမှရှော့တိုက်သုံး6လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာလေတက်အတွင်းကိုကြောက်ရောက်ပောက်ကွဲပြီး ခဆင့်ပောက်ကွဲသံများကိုကြားခဲ့ရတယ်လို့ပြောပါတယ်။လေရင်ခဲရမ်းတဲ့ဒဇာ9000ထိမှန်ခဲ့ပြီးတော့ပေါင်150၊ပေါင်100၊ပေါင်300ဘုံဒီများတိုးလောင်ထားတဲ့9000ဖြစ်တဲ့အတွက်ပောက်ကွဲမှုပြင်းထန်က나이ဝတ်ကျော်ခတ် တ်မရအောင်လို့ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။မနေ့ကဒီဇင်ဘာလ10ရက်နေ့နေကင်းနဲ့ည10:00နာရီနဲ့ည17:00နာရီကြားမှာလဲပောက်ကွဲတံတွေထပ်မံထွက်ပေါ်ခဲ့တယ်လို့သိရပါတယ်။ short tight ဒုံထိမှန်ခဲ့တဲ့ဂိုဒေါင်နဲ့ပောက်ဝင်းကျင်ကဂိုဒေါင်များကအကင်းမသေးသေးတဲ့ရမ်းများကနေအပြင်းထန်၄ချိန်ပြင်းထန်စွာပောက်ကွဲခဲ့တယ်လို့သိရပါတယ်။ပောက်ကွဲတံများကိုတောင်ကုန်မြို့ရဲ့နေရာတော်တော်များများကနေကျဲလောင်စွာကြားခဲ့ရတယ်လို့မြို့ခံတွေကပြောပါတယ်။အဲ့ဒီဂိုဒေါင်ပောက်ကွဲမှုကြောင့်အစာများလွင့်စင်ပြီးတော့အခြားလေရင်ခွင့်နေရာများလည်းထိမှန်တာတွေရှိတယ်လို့သိရပါတယ်။ဒါအပြင် ရှော့တိုက်တုံးထိမှန်ပောက်ကွဲမှုကြောင့်ခဲယန်းဂိုတောင်အနီးလုံခြုံရေးယူထားတဲ့စစ်ခွေးချော့ကောင်တေဆုံးပြီးတော့ဒဏ်ရာသူများလည်းရှိတယ်လို့သိရပါဗျ။စစ်ခွေးတိုက်ရဲ့လေတပ်ကတပ်ဖွဲ့ဝင်များနဲ့မိသားစုဝင်တွေကိုအပြင်ထွက်ခွင့်တွေပိတ်ထားပြီးတော့လိုင်းကမ်းများမှာလည်းဖုန်းများကိုလိုက်လံစစ်ဆေးနေတယ်လို့သိရပါဗျ။ Primary explosion ကနေစတဲ့ပောက်ကွဲမှုကလေရင်ဘုံနဲ့ရန်ကိုတောင်ထိမှန်ပောက်ကွဲမှုအသေးစိတ်တွေဆက်ပြီးတော့ဖြစ်ပြီးသူ့ဘုံနဲ့သူ စင်ထွက်ကွဲရင်နဲ့လေရင်ကွင်းထဲအထိပါရောက်လာတာအခင်းမသေးသေးပဲနဲ့ညကလည်းထပ်ဆက်ပောက်ကွဲတဲ့ secondary explosion ရောထိအောင်မှုရှိတယ်လို့ခံမှန်းရပါတယ်လို့ Brave Warriors ပေါ်မြန်မာ DWM ဖွဲ့ကတောင်းရှိသူကရှင်းပြထားပါတယ်အဲ့ဒီ short တိုက်တုံးနဲ့ပြစ်ခတ်တဲ့မစ်ရှင်ရဲ့ရည်ရွယ်ချက်ပြတ်မှတ်များဟာစီလောင်ကန်ဖြစ်တော့လေထိခိုက်မှုရှိကြောင်းကြားသိရခြင်းမရှိပဲအခြားအပျက်စီးများရှိတဲ့အတွက်နောက်အချိန်များမှာပုံမှုပြီးတော့ထိရောက်စေရေးအတွက်ချိုးပန်းသွားမှာဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အပိတ်တရင်ကတော့ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်မှာပြည်သူများစေကူတမှုခံယူနေတဲ့မြောက်ဦးစေးရုံကြီးကိုစစ်ခွေတပ်ကပေါင်900ဘုံနှလုံးချဲချခဲ့ရာလူ33ဦးတေဆုံးပြီးတော့အများပြားဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ10ရက်နေ့ည9:73မိနစ်အချိန်မှာအကြမ်းဖက်ဆက်တပ်ကမြောက်ဦးမြို့နယ်မှာရှိတဲ့ပြည်သူများစေကူတမှုခံယူနေတဲ့ပြည်သူစေးရုံကြီးကိုတိုက်လေရင်တစည်းနဲ့ပေါင်900ဘုံနှလုံးချဲချခဲ့ရာပြည်သူ33ဦးတေဆုံးပြီးဒဏ်ရာရရှိသူအလုံးများပြား ခဲ့တယ်လို့သိရပါတယ်။သေဆုံးသူကအယောက်30လောက်အတီးပြုတ်လို့ရပါတယ်။ဒဏ်ရာရတဲ့သူတွေထဲမှာလည်းဒဏ်ရာပြင်းထန်သူတွေများလို့သေဆုံးသူခတ်တိုးလာနိုင်ပါတယ်။ စေယုံတစ်ခုလုံးကတော့ရရရမရှိအောင်ပြက်စီးသွားတယ်လို့မြအုပ်ဒေသကစစ်ပေးဆောင်များကိုအကူအညီပေးနေသူလူငယ်တအုပ်ကပြောဆိုထားပါတယ်။စာရေးဆရာဝေဟင်အောင်ကလည်းတေဆုံးသူ33ဦးရှိပြီးတော့ဒဏ်ရရှိသူတွေများပြားကြောင်းသတင်းပေးဖို့ပြောဆိုထားပါတယ်။စစ်ခွေးတက်ကလေရင်နဲ့ပုံချဲမှုကြောင့်မြအုပ်စေယုံကြီးတစ်ခုလုံးမီးလောင်ကျွမ်းသွားတဲ့အတွက်ညာရင်းချင်းမိငိမ့်တက်ခဲ့ရတယ်လို့သိရပါတယ်။ကယ်ဆယ်ရေးလုပ်ငန်းများကိုလှုပ်ဆောင်နေခဲ့တော့လဲနောက်ထပ်လေရင်နဲ့ဘုံလာကျဲနိုင်တဲ့အတွက်သတိနဲ့ဆောင်ရွက်ခဲ့ရတယ်လို့ဒေသခံပြည်သူများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းချောင်းမြို့နယ်ဆလီမြို့အဝင်ဘီယာဆိုင်မှာပေါက်စားမှုရုံနေတဲ့ပြူစောတီခေါင်းဆောင်မိုးအောင်ကိုပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတေဆုံးခဲ့ပြီးတော့တလက်တလက်တင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီသမားရဆေးရံဒီမှာချောင်းမြို့နယ်ဆလီမြို့အဝင်ဘီယာဆိုင်မှာတောက်စားမူးယူနေတဲ့ချောင်းပိုက်ရွာကပြူစောတိခေါင်းဆောင်အောက်တန်းစားမိုးအောင်ကိုမကွေးခရိုင်အမတ်တတိုင်ရင်တက်ခွဲမှုဦးဆောင်တဲ့ရဲဘော်များကဝင်းရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာပွဲချင်းမိတိတ်ဆုံးသွားတယ်လို့သိရပါဗျ။တိတ်ဆုံးသွားတဲ့အောက်တန်းစားပြူစောတိခေါင်းဆောင်မိုးအောင်စီကနေပြီးတော့တနက်တက်လက် ချီပေါက်တစ်ခုကြီးဆယ်တောင်းတို့ကိုတင်စီရရှိခဲ့ပြီးတော့ဒေါ်လာရဲ့ရပ်ပေါင်းများအထူးကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဒီကနေ့ရှင်းလင်းခဲ့တာပါပြူစောတီခေါင်းဆောင်မိုးအောင်ကင်ဆောင်နဲ့လက်နက်ကိုရယူနိုင်ခဲ့ပါတယ်ပြူစောတီခေါင်းဆောင်မိုးအောင်တေတာကိုအတီးပြုတ်နိုင်ပါတယ်ပြစ်ခတ်ရှင်းလင်းခဲ့တဲ့နေရာချောင်းမြုံနဲ့ဆက်လီမြို့အဝင်ဘီယာဆိုင်မှာပြစ်ခတ်ရှင်းလင်းခဲ့တာပါလို့မကွေးတိုင်းစစ်ဌာနအမှတ်တရတိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဇာဂိုင်းတိုင်း၆အုပ်မြို့ထွေးအုပ်ရုံးနဲ့ဘောလုံးကွင်းအတွင်းကလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်နေတဲ့စစ်ခွေးအုပ်စုကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာစစ်ခွေးများထိခိုက်ဒေဆုံးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီဇင်ဘာလ၈ရက်နေ့မွန်လွေနှစ်နာရီကနေနှစ်နာရီခွဲအချိန်ထိချောင်းမြုပ်အထွေထွေအုပ်ချုပ်ရေးမှုရုံးနဲ့ဘောလုံးကွင်းအတွင်းထဲကနေလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်နေတဲ့အချမ်းဘတ်စစ်ခွေးအုပ်စုကို free swing drone များနဲ့ဘုံ၆လုံးကျဲချတိုက်ခိုက်ခဲ့ရာအချမ်းဘတ်စစ်ခွေးများထိခိုက်ဒေဆုံးမှုရှိပြီးပစ်ခတ်နေတဲ့လက်နက်ကြီးများချထားခဲ့ကစခန်းအတွင်းထဲကိုပြေးဝင်သွားကြတယ်လို့သိရပါဗျ။ကျွန်တော်တို့ဘုံ၆လုံးကျဲချခဲ့တာပါ လက်နက်ကြီးအထိုင်စခန်းကစစ်ခွေးတွေကဘုံကြတာနဲ့စခန်းထဲကိုဝင်ပြေးသွားတယ်လို့သိရပါတယ်လက်နက်ကြီးပစ်တာလဲရပ်သွားပါတယ်ဆက်ပြီးတော့မပစ်တော့ဘူးည9နာရီကျော်မှပြန်ပစ်ပါတယ်အထိခိုက်ကရှိနိုင်ပါတယ်အတိအကျတာမသိရသေးတာလို့သခိုင်းခေယအမတ်1125 drone တက်ရင် SDDF ကတာဝန်ရှိသူမြေပြင်ထောင်လိုင်းရေးတာဝန်ခံရဲဘော်မာဝီကပြောပြထားပါတယ်၎င်းတက်ခိုက်မှုကိုသခိုင်းခေယအမတ် 1125drone တက်ရင် SDDF CHU PDM နဲ့ Hawk Guerrilla Force တို့ကပူးပေါင်းပြီးတော့လုံဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထူးကိမရှိမင်းနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ပြည်သူတွေအနေနဲ့စစ်ရေးသတင်းတွေကိုသေချာလေးနားထောင်ပေးပါလို့တတိပေးချင်ပါတယ်။ကျွန်တော်တို့ဘက်မှာကမြို့ပေါ်ကနေလက်နက်ကြီးတွေနဲ့ခဏခဏပြစ်ပြစ်နေတော့မိဘပြည်သူတွေအနေနဲ့အထူးဂရုစိုက်နေထိုင်ပေးစေချင်တာပါ။စောင်းမွေးလည်းရောက်လာပြီဆိုတော့ကျမ်းမာရေးလုံခြုံရေးအထူးဂရုစိုက်ကြပါလို့မှာကြပါတယ်လို့သခိုင်းခရိုင်အမှတ်၁၈နဲ့ငါဒရုန်းတက်ရင် SDDF က မြေရင်ထောင်လိုင်းရေးတာဝန်ခံရဲဘော်မာဝီကပြောပြထားပါတယ်။အချမ်းမစစ်ခွေးတက်ကလက်ရှိချောင်းမြို့နယ်ကြည်ကုန်းခြေပါကိုစစ်ကြောင်းထိုးဝင်ရောက်ပြီးတော့တန်ကားတော်များနဲ့ပြည်သူများကိုတပ်ဖြတ်ခြင်းခြေပါကိုမိရှို့ခြင်းနဲ့ပြည်သူပိုင်ဖို့တန်ပစ္စည်းများကိုလူရချင်းများလုံဆောင်နေတဲ့အတွက်ထောင်နဲ့ချီတဲ့ပြည်သူများဟာစစ်ဘေးတိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူများကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းတန်လျင်မြို့နယ်အမှတ်၁တန်လျင်ရေနံချက်ဆက်ယုံပြည်လဲလဲပတ်ရေးနယ်ဆက်ယုံတည်စီမံကိန်းအတွက်မင်းအောင်လှိုင်ရဲ့တားဖြစ်သူအောင်ပြေဆုံးတမရဟောင်းသိန်းစေရဲ့တမီတူရှယ်ယာပါဝင်နေတဲ့မြန်ဝိုင်းကုမ္ပဏီနဲ့ဟေဒီကုမ္ပဏီတို့ကလုတ်ပိုင်ခွင့်ရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စွားရဲဝကြီးဌာနဟာစက်သုံးစီလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန်အတွက်အမတ်တရေနံချက်ဆက်ယုံတန်လင်းကိုဆက်ယုံအစ်အဖြစ်နဲ့ပြန်လည်ပြုပြင်ပြီးတော့ပထမအဆင့်အနေနဲ့တစ်နှစ်ကိုရေနံစိမ့်တန်းချိန်၅သိန်းချက်လုပ်နိုင်တဲ့ modular type ဆက်ယုံအဖြစ်နဲ့ပြောင်းလဲလျက်ရှိတယ်လို့သိရပါတယ်ဒုတိယအဆင့်အနေနဲ့တစ်နှစ်ကိုရေနံစိမ့်တန်းချိန်၃တန်းချက်လုပ်နိုင်တဲ့ရေနံချက်ဆက်ယုံအစ်အဖြစ်နဲ့ပြင်ဆင်လျက်ရှိတယ်လို့သိရပါတယ်အဲ့ဒီစီမံကိန်းများအတွက် စစ်ခွေးခေါင်းဆောင်ကြီးမင်းအောင်လိုက်ရဲ့သားအောင်ပြည့်စုံဥဆောင်ပါဝင်နေတဲ့ Prime Swine Company ၊ပမရာဟောင်းသိန်းစိတ်သမီးတဦးရှယ်ယာပါဝင်နေတဲ့ Myanmar Wild Company နဲ့ Heidi Company တို့ကလုတ်ပိုင်ခွင့်ရရှိထားတယ်လို့သိရပါဗျ။ ပထမအဆင့်ရေနံစိမ့်တန်ချိန်9သိန်းချက်လုပ်ပြီးတော့စက်သုံးစီထုံးမဲ့စီမံကိန်းကနောက်နှစ်ဆန်းလောက်တော့စလဲမယ်လို့မှန်းထားပါတယ်ဆက်ရောအသေးရောမူလဆက်ရောအဟောင်းရောပြန်ပြီးတော့ update လုပ်နေတာပါကြပြိုင်တည်းလုပ်နေတာတက်ချုပ်သားရဲ့ prime စွမ်းအင် company ကတော့လုတ်ပိုင်ခွင့်60ရာခိုင်နှုန်းလောက်ရတယ်ဂျန်တဲ့ company တွေကတော့အကျွင်းဂျန်ဖြစ်တယ်ဂျန်တဲ့40ရာခိုင်နှုန်းကို ခွဲချမ်းပြီးညစားရတာလို့ဒေဒီတော်စစ်ဘက်သတင်းရင်းတွေကပြောပြထားပါဗျ။2023ခုနှစ်မှာစစ်ခွေးခေါင်းဆောင်မင်းအောင်လိုင်းကကာလရှီချောင်းအောင်ရပ်တန့်ထားတဲ့အမတ်တရေနံချက်ဆက်ယုံတန်လင်းကိုပြန်လည်လဲပတ်ရန်အမိန့်ပေးခဲ့ပြီးတဲ့နောက်မင်းအောင်လိုင်းရဲ့တားဖြစ်သူအောင်ပြေဆုံးအပါအဝင်ကုမ္ပဏီများကလုပ်ပိုင်ခွင့်များအသေးသေးရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။မင်းအောင်လိုင်းကဆက်သုံးစီများပြီးပါကနေတင်သွင်းရပါမှာကုန်ကြစီညားနေတဲ့အတွက်ပြည်တွင်းမှာပဲရေနံစိမ်းချက်လုပ်ပြီးတော့ စက်သုံးစီများကိုလဲပတ်နိုင်ရန်အမှတ်၁ရေနံချက်ဆက်ရုံတန်လျင်ပြန်လည်လဲပတ်ရမယ်ဆိုပြီးတော့ဆက်ရုံအဟောင်းကိုအစင်းမြင့်တန်းလဲပတ်ရင်းနဲ့ရေနံချက်ဆက်ရုံအသည့်စီမံကိန်းကိုစတင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အခုညီတောင်းကျင်တာလေးတစ်ခုကတော့နေ့စဉ်နဲ့အမျှအပ်ဒိတ်ဖြစ်နေတဲ့သတင်းများကိုအစင်အနည်းတန်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို Like and Subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ။ ရေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုအစင်အမြဲတမ်းကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီကြဖို့တောင်းဆိုလိုက်ပါစေခင်ဗျာကျွန်တော်အခုထုတ်လွှင့်နေတဲ့ Revolut Burma News Channel Official ဒီ channel တစ်ခုပဲရှိပါတယ်ကျွန်တော်ရဲ့ Revolut Burma News Channel ရဲ့နာမည်ကိုခိုးယူပြီးတော့ပေါ့လို့ပဲစားမဟုတ်မမှန်သတင်းများကိုတင်နေတဲ့ပြည်သူတွေကိုအစိတ်ခတ်နေတဲ့အောက်တန်းစား channel များ မွေးလာကလေးကကိုပိုင်အုံနောက်ကိုမသုံးမဲသူများရဲ့ idea တွေကို like ခိုးနေတဲ့အောက်တန်းစား channel များတနေ့တခြားပုံမများပြလာတဲ့အတော့အတူပသတိပြုပြီးတော့အားပေးစေချင်ပါတယ်ခင်ဗျာနေ့စဉ်နဲ့အမျှအစဉ်အမြဲတမ်းကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ခွေးတွေအာဏာသိမ်းပြီးတဲ့နောက်မြန်မာနိုင်ငံအတွင်းကိုပြည်ပရင်းနှီးမြှုပ်နှံမှုအစ20ကျော်ထိုးစင်းသွားပြီးစစ်အာဏာမသိမ်းပြီးနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ၄.၆ဘီလီယံရှိခဲ့တော့လေယခုအခါမှာဒေါ်လာ148တန်းသာကျန်ရှိတော့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီနေ့မှာကြောက်ရတဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုပြည်ရင်စကားပြောကြခြင်း20မြင်းဆောင်2025အစီအစဉ်မှာဥနေဖုံးလက်ကအခုလိုမျိုးပြောကြလိုက်ခြင်းဖြစ်တယ်လို့သိရပါဗါဒ်အချမ်းမစိတ်ခွေးတိုက်ရဲ့စီမံခန့်ခွဲမှုအရေးချင်းညံ့ဖျင်းမှုများကြောင့်ပြည်သူလူထုနဲ့မြန်မာနိုင်ငံအတွားဆိုးဝါးစွာထိခိုက်နိုင်တဲ့အလားအလာများဖြေရှားစွာတွေ့မြင်နေရတယ်လို့ပြောပါတယ်နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့နိုင်ငံရေးယုံကြည်မှုကင်းမဲ့လာတာနဲ့အညာနိုင်ငံသားယင်းနှမြုံနှံမှုများကိုလည်းရုတ်သိမ်းလျက်ရှိကြောင်း၎င်းကပြောဆိုထားပါတယ် 2019-2020ပြည်သူ့အစိုးရလက်ထက်မှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု4.8ဘီလီယံရှိခဲ့တဲ့အခြေအနေကနေအခု2025-2026ဘဏ္ဍာနှစ်6လအတွင်းမှာဒေါ်လာ148သန်းအထိအစပေါင်း20ကျော်အောက်ကိုထိုးဆင်းသွားပြီးတော့စီးပွားရေးအဖက်မဆင်နိုင်အောင်ဖြစ်နေပါတယ်။အဲဒီလိုအခက်အခဲတွေကြုံတွေ့နေတဲ့အကြမ်းဖက်စစ်ခွေးအုပ်စုဟာပြည်သူလူထုတွေမှာသဘာဝပတ်ဝန်းကျင်ကိုစိုးရွားစွာထိခိုက်စေနိုင်တဲ့ရေစုံစီမံကိန်းကိုပြန်လည်စတင်ဖို့လှုံ့ဆော်လာသလိုဘယ်လာရုစ်တို့နိုင်ငံမျိုးနဲ့လက်တွဲက MOI MOU တွေလက်မှတ်ရေးထိုးပြီးအထူးအမြတ်တွေရရှိဖို့ဆောင်ရွက်လာတာကိုတွေးရပါတယ်။အကြံဖတ်စစ်ခွေးအုပ်စုဟာဒီလိုဆိုးဝါးတဲ့စီမံကိန်းတွေကနေတဆက်ဝင်ငွေရှာဖွေပြီးတော့ပြည်သူတွေကိုပြစ်မှတ်ထားတပ်ဖြတ်နေတဲ့သူတို့ရဲ့လက်နက်နှီးပညာအင်အားတွေကိုဖြည့်တင်းနိုင်ဖို့ကြိုးပမ်းနေတာသာဖြစ်ပါတယ်။ဒီလိုဆိုးဝါးတဲ့စီမံကိန်းကြီးတွေကြောင့်အနာဂတ်မှာမြန်မာနိုင်ငံအတွက်သာမကဒေသရင်းနိုင်ငံတွေအတွက်ပါအလွန်ကြီးမားဆိုးဝါးတဲ့တက်ရောက်မှုတွေဖြစ်လာနိုင်တဲ့အတွက်နိုင်ငံတကာအတိုင်းအဝိုင်းအနေနဲ့ဂေဟာစနစ်ကိုထိခိုက်စေတဲ့ကမ္ဘာလုံးဆိုင်ရာကိစ္စရ global issue အဖြစ်နဲ့သတ်မှတ်ပြီးတော့ဝိုင်းဝန်းထိန်းချောင်းပေးနိုင်မှုကိုလည်းတရင်စကားပါလို့ပါတယ်လို့ဦးနေဖုံးလက်ကပြောဆိုလိုက်ပါတယ်ဒီဇင်ဘာလ၈ရက်နေ့ကလည်းကမ္ဘာ့ဘဏ်ကစစ်ခွေးတွေအာဏာသိမ်းထားတဲ့မြန်မာနိုင်ငံမှာစီးပွားရေးပြန်လည်ကောင်းလာရန်အကန့်အသတ်အတားအဆီးများရှိနေစေဖြစ်ကြောင်း ဝဲလိုအားနေခြင်းလှူသားရှာပါခြင်းနဲ့လျှက်စင်မီပြတ်တောက်ခြင်းပရိပခနဲ့မလုံခြုံမှုအပါအဝင်ပြဿနာများစွာရှိနေစေဖြစ်ကြောင်းထုတ်ပြန်ပြောဆိုထားပါတယ်2025ခုနှစ်မက်စလာကငလျင်တန်ရဲ့တက်ရောက်မှုများပရိပခများဆက်လက်ဖြစ်ပွားနေမှုနဲ့ရေရှည်စိန်ခေါ်မှုတွေကြားရဲကတော့မြန်မာနိုင်ငံရဲ့စီးပွားရေးပြန်လည်နယ်လန်ထူရေးလမ်းကြောင်းပေါ်မှာအတန်အသင့်တိုးတက်မှုလက္ခဏာများကိုတွေ့မြင်ခဲ့ရကြောင်း2025ခုနှစ်အော်တိုဝါလာမှာအေပီလာနဲ့နှိုင်းရှင်မာကစီးပွားရေးဟာပုံမှန်မြင်မာတဲ့စွမ်းအင်နဲ့လဲပတ်ခဲ့ကြောင်း ချက်ငွေဟာ2024ခုနှစ်မှာတိတိတသာတန်ဖိုးကျဆင်းခဲ့တော့လေအခု2025ခုနှစ်တခြားလုံးမှာတည်ငြိမ်စွာနဲ့ပြန်လည်တန်ဖိုးငင်းတက်လာကြောင်းငွေကြေးဖောင်းပွားမှုရော့ကျလာတော့လေအလုံးစုံသောကုန်စည်နှုန်းများဟာရင်းမာနေစေဖြစ်ကြောင်းကုန်စည်ပို့ဆောင်ရေးပမာဏဟာ2025ခုနှစ်စက်တင်ဘာလအထိ6လအတွင်းမှာမြင့်တက်ခဲ့ကြောင်းကမ္ဘာ့ဘဏ်ကပြောဆိုလိုက်ပါတယ်လာမယ့်2026 2029ဘဏ္ဍာရေးနှစ်မှာ စီးပွားရေးဟာ300ခိုင်နှုန်းပြန်လည်ဦးမော်လာမယ်လို့ခန့်မှန်းထားပြီးတော့အဓိကအဖြစ်ငလျင်ပီးပြန်လည်တိဆောက်ရင်းနဲ့ထိခိုက်ဆုံးရှုံးသူများကိုအကူအညီများဆက်လက်ပေးအပ်ခြင်းလိုကြောင့်ဖြစ်တယ်လို့ကမ္ဘာ့ဘဏ်ကပြောဆိုလိုက်ပါတယ်။ဒါအပြင်မြန်မာနိုင်ငံရဲ့ငွေကြေးဖောင်းပွမ်းမှုဟာ20ရာခိုင်နှုန်းအထက်မှာရှိနေမယ်လို့မျှော်လင့်ရကြောင်းပြန်လည်တိဆောက်ရေးအသုံးစရိတ်များတိုးလာခြင်းကြောင့်ဘတ်ဂျက်လုံငွေပြမှုဟာ2026-2029ဘဏ်နာရေးနှစ်မှာ GDP ရဲ့900ခိုင်နှုန်းအထိရောက်ရှိမယ်လို့ခန့်မှန်းထားကြောင်းဒါကြောင့်ကမ္ဘာဗန်ဒါယီဆိုင်ရာစိန်ခေါ်ပုံများဆက်လက်ပြီးတော့တရှိနေဦးမှာဖြစ်ပြီးပြည်တွင်းချင်းဝင်များမြင့်တက်လာမှုကိုဖိနှက်စေကြောင်းအများပြည်သူရဲ့ကျွေးမီဟာတိုင်းပြည် GDP ရဲ့600ရာခိုင်နှုန်းအထက်မှာရှိနေမယ်လို့မျှော်လင့်ရကြောင်းကမ္ဘာဗန်ကခန့်မှန်းထုတ်ပြန်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ